2025ခုနှစ်ဧပြီလ6ရက်နေ့စည်ရေးသတင်းကောင်းနှုတ်ချက်များကိုတင်ပြပေးတော့မှာဖြစ်ပါတယ်။ကိုက်ကြီးကပါစာ71ရာတာဝေးပြေမစ်ဆိုင်းဒရုန်းများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ်။ ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်ရှိစိတ်ကောင်းစီရဲ့ MS1 ကာကွယ်ပစ္စည်းစက်ရုံကာပါစာ71ကိုတာဝေးပြေမစ်ဆိုင်းဒုံး၃လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Urban Special Operation USO ကနေသတင်းထုတ်ပြန်ထားပါတယ်။ April 4ရက်နေ့ည9:50မိနစ်အချိန်ခန့်မှာကာပါစာ71တက်ကိုမြို့ပြအထူးစစ်စင်ရေး Mission 16ဖြင့်တာဝေးပြေမစ်ဆိုင်းဒုံး၃လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံနေရာဒေသတည်တည်ကလက်နက်ခဲယမ်းတွေအစိတ်ပိုင်းများကို၎င်းကာပါစာ71တက်မှတဆင့် ထောက်ပံ့ပို့ဆောင်ပေးနေတယ်လို့အတွင်းသတင်းရတာကြောင့်တိုက်ခိုက်ခဲ့တာလို့ဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Urban Special Operation USO နဲ့ Shadow SAF တို့ကနေပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ ဝမ်မလန်းစကန်ကုန်းတိုက်ပွဲအတွင်းဘောလခဲ PDF ရဲဘော်၃ဦးကြာဆုံးတဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။ကီနီပြည်နယ်ဘောလခဲမြို့ကစစ်ကောင်စီရဲ့ဝမ်မလန်းစကန်ကုန်းတိုက်ပွဲအတွင်းဘောလခဲ PDF ရဲဘော်၃ဦးကြာဆုံးခဲ့တယ်လို့ Krenny People's Voice ကနေဖော်ပြထားပါရစေ။ မက်ရှလာ31ရက်နေ့မနက်ပိုင်းကစိတ်ကောင်းစီရဲ့ဘီဟာကြတဲ့ဝမ်မလန်တက်စကန်ကုန်းကိုကီနီတော်လိုင်းတက်ပေါင်းစုကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းစီရရှိခဲ့တယ်လို့ဆိုပါရယ်အဆိုပါတိုက်ပွဲတွင်မက်ရှလာ7ရက်နေ့မှာဘောလခဲ PDF မှာရဲဘော်ဒန်နီယယ်လီခေါ်ခွားတူရဲဘော်ပိုင်သိန်းချစ်ခေါ်ရှမ်းဖူးနဲ့ရဲဘော်အေဒိုဒူးတို့၃ဦးကြာဆုံးခဲ့ရတယ်လို့သိရှိရပါတယ်အဆိုပါရဲဘော်များဟာမက်ရှလာ7ရက်နေ့မှာကြာဆုံးခဲ့တာဖြစ်ပေမယ့်စစ်ရေးချီနေရကြာဆုံးသတင်းထုတ်ပြန်ခြင်းကိုရပ်ဆိုင်းထားတာဖြစ်ကြောင်းအသိပေးထားပါ ပါတယ်။ဘောလခဲမြို့ကိုမက်လာအစောပိုင်းမှစပြီးကီနီတော်လိုင်းရဲ့တပ်ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကဒီနေ့အချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။အပြည့်အကျညာခဲ့တဲ့စိတ်ကောင်းစီတက်မှမိုးကုတ်မြို့နယ်ကိုလေးချောင်းနဲ့လာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။စိတ်ကောင်းစီတက်ဟာဧပြီလ2ရက်နေ့မှ22ရက်နေ့အထိအပြည့်အကျညာခဲ့တော့လေ။ဧပြီလ5ရက်နေ့ နေ့လယ်2:20ဝန်းကျင်မှာစစ်ကောင်စီတပ်မှ Jet Fighter နဲ့မိုးကုတ်မြို့နောက်ပိုင်းပင့်ကူတောင်အောင်နီးမှာဘုံနှလုံးနဲ့လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း PSLF TNLA မှသတင်းထုတ်ပြန်ထားပါတယ်။အလားတူစစ်ကောင်စီတပ်ဟာအပြစ်ရဲ့ကြေညာခဲ့ပြီးနောက်ဧပြီလ3ရက်နေ့မှာလေတပိတ်ချင်းမြို့နယ်ခုနမိုင်မှာလေ Jet Fighter နဲ့လေးကြိမ်ဘုံရှိလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ Match လ28ရက်နေ့မှာမြန်မာနိုင်ငံတွင်ပြင်းအား9.9ရှိတဲ့ငလျင်လောက်ခတ်ချိန်နေ့လယ်2:05မိနစ်အချိန်ခန့်မှာလေစစ် ောင်စီတပ်ဟာ Jet Fighter နဲ့နောင်လင်ကျွာအတွင်းပေါင်250ဘုံးနှလုံးနဲ့လာရောက်ကျဲချမှုကြောင့်ဒေသခံနေအိမ်၃လုံးနဲ့စာတင်ကျောင်းနှစ်ကျောင်းထိမှန်ပျက်စီးခဲ့ပါသေးတယ်။စစ်ကောင်စီတပ်ဟာညီနောင်မဟာမိတ်၃ဘက်မှတစ်ဖက်သက်အပြစ်ရဲကြေညာပြီးနောက်မှာအင်အားများဖြည့်တင်းခြင်းတိုက်ပွဲများအတွက်ထိုးစစ်ဆီးခြင်းတိုက်ပွဲများမဖြစ်ပွားခဲ့သောနေရာများကိုလေကြောင်းနဲ့ဘုံးကျဲတိုက်ခိုက်မှုများပြုလုပ်နေကြောင်းထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာ။ ည့်ရဲ့ကြေညာထားတဲ့စစ်ကောင်စီကတောင်ကုန်းမြို့ကိုဘုံကျဲတိုက်ခိုက်ခဲ့ရာအရတား၃တိဆုံးခဲ့တဲ့သတင်းကိုတင်ပြပေးကြပါရစေ။နိုင်ငံတော်ဝန်အပြည့်ရဲ့အကြောင်းကြေညာထားတဲ့စစ်ကောင်စီကိုယ်တိုင်ကချိုးဖောက်ကတောင်ကုန်းမြို့ကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ Oregon Prince Media ကနေဖော်ပြထားပါရစေ။စစ်ကောင်စီကဧပြီလ၄ရက်နေ့မနက်၁ :30 နာရီခန့်မှာ Jet Fighter တစ်စီးနဲ့ဆလူကြီးရွာကိုဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါရစေ။အဆိုပါဘုံသီးများဟာဆလူရွာထဲနေဖုန်ကြီးကျောင်းနာမှာကြာရောက်ခဲ့ပြီးခရီးရန်ဖျားကျောင်းတကြ ောင်းနဲ့လူနေအိမ်၃လုံးပြိုကျပျက်စီးသွားခဲ့တယ်လို့သိရှိရပါတယ်။ဒါပြင်အသက်36နှစ်အရွယ်ဒေါ်ဂျူဂျူအသက်40နှစ်အရွယ်ဒေါ်ပနေနဲ့အသက်14နှစ်အရွယ်မောင်ဆိုးနိုင်တို့သုံးဟာလေတရားပြင်းထန်စွာရရှိခဲ့ပြီးအရေးပေါ်စေကူတာမှု ခံယူနေရတယ်လို့သိရှိရပါတယ်ခင်ဗျာ။ မောင်တော်မှာအာစာအကျန်းဖက်သမားတူကိုအရခတက်တော်ကအသေးဖန်းစီရရှိခဲ့တဲ့သတင်းကိုတင်ပြပေးကြပါမယ်။မောင်တော်မှာအရခတက်တော်ကနေနေလုံခြုံရေးဆောင်ရွက်နေစဉ်အစ္စလာမစ်စစ်သွေးကြောင့်ဖွယ်အာစာအကျန်းဖက်သမားတူကို အသေးဖန်းစီရမိခဲ့တယ်လို့ American Prince Media ကနေဖော်ပြထားပါတယ်။ဧပြီလ၄ရက်နေ့ကနေမီလုံကြုံရင်ဆောင်ရွက်နေစဉ်လဘဝရွာရွာပြဲ အနောက်မြောက်ဘက်မီတာ1100ခန့်အကွာမှာလက်နက်ကင်ဆောင်ထားတဲ့အာစာကျန်းဖက်သမား၃ဦးနဲ့ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲတွင်ရင်ဝအကြီးထိမှန်တန်ရာနဲ့တေဆုံးနေတဲ့အာစာကျန်းဖက်သမားအလောင်းတစ်ခုနဲ့စစ်ကောင်စီကပါစာထုတ် G3 တနက်နှစ်လက် G-box နဲ့ကြီးစံတွေပါဝင်ခဲယမ်းတချို့ကိုတိမ်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။လက်နက်စွန့်ပြီးထွက်ပြေးသွားတဲ့အာစာကျန်းဖက်သမားတွေရဲ့နောက်ကိုအရခတက်တော်ကလိုက်လံရှင်းလင်းနေတယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ ေါ်တာဆွဲခံခဲ့ရပြီးစစ်တင်တန်းတက်ရောက်ခဲ့ရသူတူးကိုဖမ်းဆီးရရှိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ်။ မကွေတိုင်းစလင်းမြို့နယ်ကံပြားရွာမှာမိုင်း၃၀ဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဖွဲ့မှစစ်မှုထမ်းတင်းနှင်းစင်တပ်သားတူကိုကင်းပုံးဝင်နေရင်ဖမ်းဆီးရရှိခဲ့တယ်လို့တောင်းညီနောင်မျိုးပြပြောက်ကြားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဧပြီလ9ရက်နေ့ကတပ်မ101လောက်ခန့်ပခုတ်ကူခြေဆိုင်ခလိုက်ရ235တရင်မှာပြည်သူစစ်တပ်နဲ့အပတ်စဉ်6ဆင်းအသက်20နှစ်အရွယ်ကိုချစ်ဖွေးဆိုသူကိုဖမ်းဆီးရမိခဲ့တာပါ။ကိုချစ်ထွေးကိုတောင်းညီနောင်မျိုးပြပြောက်ကြားအဖွဲ့ကင်းပုံးဝင်နေတဲ့နေရာမှာဖမ်းဆီးရမိခဲ့တာ ာဖြစ်ပြီးစစ်ဆေးကြီယာမှာ2024ခုနှစ်စက်တင်ဘာလ10ရက်နေ့မှာ ပေါ်တာဆွဲခံခဲ့ရတာဖြစ်ပြီး minus 10ဘက်ကိုထိုးစစ်ဆင်လာတဲ့စိတ်ကောင်းစီစစ်ကြောင်းမှထွက်ပြေးလွတ်မြောက်ခဲ့တာလို့ဆိုပါတယ်။၎င်းကိုဒေါင်းညီတော်မျိုးပြပျောက်ကြားအဖွဲ့ကတာဝန်ယူပြီးထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ 1368ခုနှစ်မဟာတကြံကာလအတွင်းပျော်ပွဲရှင်ပွဲများမပြုလုပ်ကြဘူးတောင်တာပအဖကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ပြပေးကြပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရတောင်တာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတောင်တာမြို့နယ်မှာ1368ခုနှစ်မဟာတကြံကာလအတွင်းပျော်ပွဲရှင်ပွဲများကခုံတီးမုတ်ခြင်းများရေတပင်ပွဲကြီးများမပြုလုပ်ကြဘူးအမိန့်ထုတ်ပြန်ထားပါတယ်။တော်လိုင်းကာလတိုက်ပွဲများတွင် မြင့်မြတ်စွာကြာဆုံးခဲ့ရတဲ့ရဲဘော်များ၄ချောင်းတိုက်ခိုက်ခံခဲ့ရခြင်းနဲ့မိရှို့တက်ဖြတ်ခံရခြင်းများစစ်ဘေးရှောင်များနဲ့ငလင်တန်းခံစားနေကြရတဲ့ပြည်သူများကိုစာနာခြင်းဖြစ်၎င်းစစ်ကောင်စီကအချိန်မရွေး၄ချောင်းတိုက်ခိုက်မှုပြုလုပ်နိုင်တာကြောင့်၎င်းအခုလိုတားမြစ်ရတာပါလို့ဆိုပါတယ်အထူးသဖြင့်မက်ရှလာ28ရက်နေ့ကပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်နိုင်ငံအဝန်းမှာငလင်တန်းခံစားနေရတဲ့အတွက်အမျိုးသားညီညွတ်ရေးအစိုးရကဧပြီလ23ရက်နေ့ကနေ20ရက်နေ့အထိနိုင်ငံလုံးဆိုင်ရာဝန်ထမ်းကြီးကွယ် ွဲမှုနဲ့နှစ်သိမ့်အားပေးမှုရက်သက်တပတ်အနေနဲ့သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ထို့ကြောင့်တောင်တာမြို့နယ်ပြည်သူလူထုအနေနဲ့တကြံကာလာမန်ဒက်စတိတ်စင်တိဆောက်ခြင်းတီးမုတ်ကခုံခြင်းရိမ့်နဲ့အတန်ချက်ဆက်များစူညံစွာနဲ့ရေတပင်ပွဲများကျင်းပခြင်းများကိုအထူးဆောင်ချပေးကြဖို့တောင်တာပအဖကတိုက်တွန်းထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောင်မင်းစစ်သွေးနဲ့ခါရှေတို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါ